်မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DV ရုံမြင့်တန်းကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ် ARV တိုင်းဟိဒနာခရိုင်အင်ကဘူမြို့နယ်မှာစစ်ကောင်စီကပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းဖို့အသက်35နှစ်ကနေ60ကျော်အရွယ်အမျိုးသားတွေကိုတရက်ကို7000ပေးမယ်ဆိုပြီးမေလ14ရက်နေ့ကနေစတင်ကလိုက်လံပြောဆိုစီယုံခေါ်ယူနေတယ်လို့ဒေသခံတွေကနေသိရပါဗျာ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်အဖြစ်နဲ့ပါဝင်သူတွေအနေနဲ့တင်နန်းကာလအတွင်းမှာတရက်ကိုဇယိန်ငိ9000ကျပ်ပေးမှာဖြစ်ပြီးအခြေခံတင်နန်း15ရက်တက်ရောက်ရမှာဖြစ်ကတင်နန်းဆင်းပြီးရင်တော့9ရက်9ရွာကိုကာကွယ်ဖို့အတွက်တာဝန်ပေးသွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။တင်နန်းတက်ရမှာကြောက်စရာမလိုပဲအဓိကကိုဒေတာနဲ့ကိုမြို့နဲ့ဖွံ့ဖြိုးရေးတွေကိုပြုလုပ်ရမှာဖြစ်ကြောင်းနဲ့တနက်ကင်စရာမလိုဘူးလို့ပြောပြီးခေါ်ယူနေတာဖြစ်ကြောင်းသိရှိရပါတယ်။ 8000ရလို့လုတ်တဲ့သူတွေရှိတယ်လို့လည်းအင်ကပူမြို့ဒေသခံတယောက်ကပြောပါရယ်။ပြည်သူ့လုံခြုံရေးအဖွဲ့မှပါဝင်သူတွေဟာအင်ကပူမြို့နယ်ကွင်းကောက်တက်နဲ့ဟေဒနာမြို့နယ်ထူးကြီးခမ်းမတွေမှာအတုံးလိုက်ခွဲပြီးတန်းနှန်းပေးသွားမှာဖြစ်တယ်လို့သိရပါရယ်ရှင်။မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီကဘေးရန်ရဲ့စီမံခန့်ခွဲမှုဆိုင်ရာနှီးပညာသတင်းအချက်အလက်စင်တာဝက်ဘ်ဆိုက်တစ်ခုကိုစတင်လွှတ်တင်လိုက်ပြီလို့မေလ15ရက်နေ့မှာကြေညာပါဗျာ။ အဲ့ဒီ website ဟာစစ်ကောင်စီလောက်ခံအဖွဲ့အစည်းတွေနဲ့ဤပညာပံ့ပိုးရေးအဖွဲ့တွေနဲ့တခြားသက်ဆိုင်တဲ့အဖွဲ့တွေကြားမှာညှိနှိုင်းဆောင်ရွက်မှုသတင်းအချက်အလက်နဲ့တခြားအချက်အလက်တွေကိုလည်းရယူမှုပို့ပြီးတော့အားကောင်းစေဖို့နဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ဒီဇိုင်းရေးဆွဲထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။အဲ့ဒီ website ကိုတော့ မိုဘိုင်း app အဆင့်မြင့်တင်သွားဖို့ရှိပြီးအများပြည်သူအတွက်ဘေးရန်ရေးစီမံခန့်ခွဲမှုတိုင်းတာရေးကိရိယာတွေကိုလည်းလွယ်လွယ်ကူကူအသုံးပြုနိုင်မဲ့မိုဘိုင်း app ကိုမကြာခင်မှာမိတ်ဆက်သွားမယ်လို့ထုတ်ပြန်ချက်အရာသိရပါတယ်ရှင်။ရှမ်းပြည်အရှေ့ပိုင်းထိုင်းမြန်မာနယ်စပ်အနီးမှာဒေသခံပြည်သူတွေရဲ့ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေတဲ့မြေရှားသတ္ထုတူးဖော်မှုတွေရှိနေရလို့ SHRF ရှမ်းလူအခွင့်ရေးမှန်းနိုင်အဖွဲ့စီက2025မေလ15ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါဗျာ။ ဂျိုရုတပ်ပုံတွေကတွေ့ရှိချက်တွေအရအဲ့ဒီမြေရှားသတ္တုတွင်မှာ ရှမ်းပြည်အရှေ့ပိုင်းမိုင်းဆက်မျိုးတောင်ဘက်မှာဖြစ်တဲ့မိုင်းယွန်းဒေတာ UWSA ဝါတပ်ဖွဲ့ထင်းချုံနယ်မြေထဲမှာတည်ရှိတာဖြစ်ပါတယ်။သတ္တုတွင်နှစ်ခုရဲ့ပုံရိပ်တွေကိုထင်ရှားစွာတွေ့နေရပြီးအဆိုပါအဲ့ဒီသတ္တုတွင်တွေကနေစွန့်ပစ်ပစ္စည်းတွေဟာနန်းခုံမြစ်ထဲကိုစီးဝင်လာကြောင်းရေအရင်းမြစ်တွေကိုညဉ့်ဉန်းစေကြောင်း န်းကုန်းမြစ်အားထိုင်းနိုင်ငံဘက်ကပါစီးဆင်းနေတာကြောင့်နှစ်နိုင်ငံနယ်စပ်ကပြည်သူပေါင်းတသန်းကျော်ရဲ့ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်လာမဲ့အရေးအားစိုးရိမ်ပွဲရာရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တတုတူဖို့ခြင်းကြောင့်မြေပြိုခြင်းမြေပေါ်မြေအောက်ရေတွေအစိတ်တင့်ခြင်းနဲ့ငါးနိုင်တော်ရင်လိမ့်ဆန်တွေတေဆုံခြင်းစိုက်ပျိုးပင်တွေထိခိုက်ခြင်းတွေဖြစ်ပေါ်စေရလို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ သတင်းတုသတင်းမှားတွေကိုစစ်တပ်ထောက်ခံသူတွေကအုပ်စုလိုက်ပူးပေါင်းပြီးဝါဒဖြန့်ချီသလိုစစ်ကောင်းဆောင်ကိုတိုင်းကလည်းနိုင်ငံတကာကိုသတင်းတုသတင်းမှားတွေရောက်ရှိအောင်စ조사နေတာတွေကိုတွေ့ရှိရကြောင်းဆိုရှယ်မီဒီယာကနေသတင်းတုသတင်းမှားတွေကိုစီစစ်စောင့်ကြည့်လေ့လာတဲ့အရက်ဖက်အဖွဲ့တစ်ခုဖြစ်တဲ့ The Red Flag အဖွဲ့ကနေသိရှိရပါတယ်။အဲ့ဒီအဖွဲ့ရဲ့သူတွေဒီတယောက်ကိုတော့ DVB သတင်းတောက်ဝေဝေကဆက်သွင်းမြင်ထားပါရှင်။ဟုတ်ကဲ့မင်္ဂလာပါရှင်။ အခုလက်ရှိဒီစစ်ကောင်စီထောက်ခံသူတွေကသတင်းသူသတင်းမှတွေဖြန့်ဝေနေတဲ့ကိစ္စနဲ့ပတ်သက်လို့ The Red Flag ရဲ့တွေ့ရှိချက်တွေကဘယ်လိုရှိပါသလဲရှင်အဲ့ဒါကိုအရင်ဆုံးရှင်းပြပေးပါ စစ်ကောင်စီဝါဒဖြန့် channel တွေရဲ့မတူညီတဲ့အကောင့်တွေများစွာနဲ့မှတ်ချက်ဝင်ပြတာစစ်ကောင်စီရဲ့လုံရက်ကိုဖုံးကွယ်ပြီးတော့တော်လရင်အင်အားစုတွေကပဲလှုပ်တယ်လို့အပြစ်လွှဲချပုံဖြတ်တာမျိုးတွေကအခုမှလှုပ်တာမဟုတ်ပါဘူးအရင်ကတည်းက social media ကလူသိများထင်ရှားသူတွေရဲ့အောက်မှာပြည်သူတွေယုံကြည်တဲ့သတင်းဌာနတွေအောက်မှာဆိုရင်ဒီစာဖတ်သူတွေဝင်ဝါသွားစိတ်မမှတ်ချက်ပြတာမျိုးတယောရာမျိုးအကြောင်းအရာအမှားတွေနဲ့ဆက်ဆက်တာမျိုးသူတို့လှုပ်ဆောင်လေးရှိပါတယ်အခုချိန်မှာဒီ ုံနဲ့ကျင်းနဲ့ဆိုပြီးတော့သူတို့ရဲ့မှတ်ချက်တွေထင်ပေါ်သွားစေတာကတကယ်ပြည်သူစစ်စစ်တွေကသူတို့ရဲ့ရင်သွင်းခန်းစားချက်ထင်မြင်ယူဆချက်တွေကိုဒီဆိုရှယ်မီဒီယာမှာထုတ်ဖော်မပြောဆိုရကြတော့ပါဘူး။ဒါကြောင့်အခုချိန်မှာဒီသူတို့ရဲ့မှတ်ချက်တွေကပဲထင်သာမြင်သာရှိနေတယ်ဆိုတာကဖန်ဆီးခံရမှာကိုစိတ်ပူစရာမလိုဘဲနဲ့စစ်တပ်ကြောထောက်နောက်ခံပြုထားတဲ့ဒီဝါဒဖြန့်ချန်နေတွေကဒါဆိုရှယ်မီဒီယာပေါ်မှာလွတ်လွတ်လပ်လပ်နဲ့ဒီမှတ်ချက်တွေပြုနိုင်တာကြောင့်မလို့ရှိနေတာလို့ The Reflect နေနဲ့တွေးရှိထားပါ ုတ်ကဲ့လက်တလောဖြစ်ခဲ့တဲ့တပန်ရင်းမြုံတွေကဒီအိုထိန်တွင်းကျွာကစတင်ကြောင်းကိုစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရမှာလေဒီစစ်တပ်ဘက်ကဒီသတင်းကမမှန်ကြောင်းဒီလေကြောင်းကနေပုံကျဲတာတွေကမဟုတ်ကြောင်းပေါ့နော်စသဖြင့်လူမှုကွန်ရက်တွေမှာရေးသားဖြန့်ဝေနေတဲ့ပေါ်ကိုရောဘယ်လိုမျိုးမြင်ပါတယ်လဲရှင် တော်လရင်အင်အားစုတွေကိုပုံဖြတ်တဲ့မှတ်ချက်တွေပြီးတော့ဒီလောက်လူအများကြီးသိတဲ့ဟာကလုံးကြံဖန်သေးတဲ့ရိုက်ကွင်ဖြစ်တယ်ဆိုတဲ့အထိပါသူတို့ပုံဖြတ်ပြီးတော့ဖြန့်ချီကြပါတယ်ဒီလိုလူအစုလိုက်ပြုံလိုက်သိစေတဲ့ဒီလီချောင်းတိုက်ခိုက်မှုကဒီဒီပဲရင်မှတယ်မဟုတ်ပဲနဲ့ရှေ့မှာလည်းပစီကြီးတို့လက်ရက်ကုန်းတို့မှာစစ်ကောင်စီကကျူးလွန်ခဲ့တယ်ပြီးတော့လည်းသူတို့ညင်းဆိုတယ်ပေါ့နော် ပုံဖြတ်တဲ့အကြောင်းအရာတွေပို့ပြီးပြန့်နှံ့နေတယ်ဆိုတာကတော့စစ်သက်ထောက်ခံသူတွေအနေနဲ့တရက်ကိုပို့ဘယ်နှခု share ရမယ် comment ဘယ်နှခုရေးရမယ်စသဖြင့်ပေါ့နော်အမိန်ထုတ်စီခိုင်းထားတာမျိုးကအာနာသိန်းစ2021ကလေးရရှိခဲ့တယ်ဆိုတာကိုသတင်းဌာနတွေရဲ့စုံစမ်းဖော်ထုတ်မှုတွေကသဆင့်သိရှိရသလိုဒီမြမအကြောင်းရေးသားထားတဲ့ postman တွေမီဒီယာတွေနိုင်ငံတကာမီဒီယာတွေအောက်မှာတမလို့ချစ်သူတွေအနေနဲ့ပေါ့နော်တော်လန်ရေးတပ်ဖွဲ့ဝင်တွေဘလို့ကျူးလွန်ကြောင်းမှတ်ချက်ပြုဖို့ဓပုံရုပ်တံတွေက အစာပေါ့နော်သူတို့ format ချထားပြီးတဲ့ဟာမျိုးကို the reflect အနေနဲ့တွေ့ရှိသိသိမှတ်တမ်းတင်ထားတာရှိတယ်။ ပြီးတော့ကျမတို့နောက်ထပ်သတိထပ်ပြုမိတာတကူကစစ်ကောင်ဆောင်ရဲ့နိုင်ငံခြားခရီးစဉ်တိုင်းနိုင်ငံတကာတာမတ်တွေနဲ့တွေ့ဆုံနိုင်မှာပေါ့နော်တော်လန်ရေးအုပ်စုတွေရဲ့ဒီကျူးလွန်မှုပေါ့နော်တရင်အမှန်တင်ပြခြင်းလို့အမိတတ်ထားတဲ့စာအုပ်တအုပ်ကိုလက်ဆောင်ပေးတာမျိုးကျမတို့တွေ့ရှိထားရတယ်အဲ့ဒီစာအုပ်ထဲမှာတော့ဘယ်ကြောင်ရာတွေအဓိကပါဝင်တယ်လဲအတိအကျမသိနိုင်ပေမဲ့စစ်တပ်လော်ဘီတွေဖြန့်ချိနေကြတရင်သူတရင်မှားဆက်ကြောင်းတွေဖြစ်နိုင်ခြင်းများမယ်လို့ခန့်မှန်းပါတယ်အဲ့တော့ဒီအကြောင်းအရာတွေကဒီဆိုရှယ်မီဒီယာတွေမဟုတ်ပဲနဲ့နိုင်ငံတကာအတိုင်းဝိုင်း ်းမှာလည်းပြန့်နှံ့နေနိုင်တယ်ဆိုတော့ကျွန်တော်တို့မြင်ရပါတယ်အခုလိုစစ်တပ်ကသူတို့ကျူးလွန်နေတဲ့လူခွင့်ရေးချိုးဖောက်မှုတွေဒီရာဇဝတ်မှုတွေကိုဖုံးကွယ်ခြင်းလို့အခုလိုမျိုးအစုလိုက်အဖွဲ့လိုက်လှုံ့ဆော်နေရလို့ထင်ပါသလားရှင်တခြားထင်မြင်ယူဆချက်တွေရှိရင်လည်းပြောပြပေးပါဦးပြီးတော့စစ်တပ်ရဲ့ဒီလူခွင့်ရေးချိုးဖောက်မှုတွေရပါတော့ဒီသူတို့တွေကပြစ်မှုကိုဖုံးကွယ်ဖို့ဒီဝါဒဖြန့်ချီတွေကို လက်နက်တပွဲစစ်စင်ရေးတပွဲပေါ့နော်အာနာရှင်တိုင်းကအသုံးပြုကြတယ်ပြည်သူရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုအကြောက်တရားနဲ့ချင်းချောက်ပြီးတော့ဒီပြည်သူတွေအတန်သိအောင်သူတို့လှုပ်ထားတယ်ပြီးတော့သူတို့သိစေခြင်းနဲ့အချက်လက်ကိုပဲပေးသိတာမျိုးက သူတို့ရဲ့အာနာတီမြဲရေးအတွက်အာနာရှင်တိုင်းလို့လို့ကလှုပ်ဆောင်နေကြဖြစ်တယ်။အာနာသိန်းစစ်ကောင်စီကိုယ်တိုင်ကလည်းစစ်အာနာရှင်ဖြစ်တာကြောင့်ဒီလမ်းစဉ်ကိုကျင့်သုံးနေတာပဲဖြစ်ပါတယ်။အဓိကကတော့သူတို့ကအာနာတီမြဲလို့တယ်။သူတို့ရဲ့အတိုင်းအဝိုင်းအစုဖွဲ့အာနာတီမြဲရေးအတွက်လှုပ်ဆောင်နေမြေပြင်မှာစစ်ရှုံနေနေလေချောင်းကနေဘသူသေးသေးပြည်သူသေးလဲများများသေးအောင်သူတို့တိုက်ခိုက်တယ်။ကြောက်သွားပြီးနောက်တွန့်သွားပြီးသူတို့ကိုမခုခံရတော့အောင်အာနာမြဲအောင်လုပ်နေခြင်းလို့ပဲမြင်ပါတယ်။ ဟုတ်ကဲ့ပါဟိုတခြားအနေနဲ့ရောဖြည့်ဆွက်အတိပေးပြောချင်တာရှိရင်လည်းပြောပြပါအောင်ရှင်စစ်အာဏာရှင်တွေကသူတို့ကပြည်သူကိုအတန်တိတ်သွားစေခြင်းနဲ့သူတို့ရဲ့ကျူးလွန်မှုတွေကိုပျောက်သွားစေခြင်းပြီးတော့သူတို့ကသာကယ်တင်ရှင်ဆိုတဲ့ message မျိုးကိုသူတို့ကပေးသိခြင်းနဲ့စစ်အာဏာရှင်ကဒါရီကိုလိုချင်လို့ဝါသားဖြန့်ချီလုပ်နေတာလို့ပြည်သူတွေကကောင်းကောင်းနားလည်မယ်ဆိုရင်သူတို့လိုချင်တယ်လို့မဖြစ်အောင် ကျမတို့အတန်မြန်များထွက်ဖို့လိုပါတယ်။ဒါကြောင့်စစ်ကောင်စီတက်လို့ခြင်းတဲ့အတိုင်းမဖြစ်ဖို့သူတို့ရဲ့ဝါဒဖြန့်ချီရေးနီးနာတွေကဘလို့ဘာတွေကိုသေချာသိဖို့လိုအပ်တယ်ဘာတွေကိုကာကွယ်ရမယ်ဆိုတဲ့အသီးသတိနဲ့ဆက်ပြီးတော်လှန်သွားကြဖို့ပဲဖြည့်ဆွတ်ပြောကြားလိုပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့ဝန်ဒီပါ။